ဒီလေးတလုံးရဲ့ဘုံချဲ့ရဲ့တံဘိုးကလည်းဘုံတလုံးရဲ့တံဘိုးကလည်းတင်းတင်းကနာရံကနာတန်တာပေါ့နော်ပြည်သူတွေအရသာပြည်သူတွေကိုချေးစရာအကြောင်းကိုမရှိတာနော်ကျွန်တော်တို့ကလည်းထောက်ဖို့ပါဝင်ပေးပါကျွန်တော်တို့လည်းဘလို့လုပ်လဲတလတာမင်းတို့ငွေဘလောက်ရတယ်ဘလို့စီမံတယ်ဘလို့ခံွက်တယ်ဘလို့ပို့ဆောင်တယ်ဘလို့အတုံးချတယ်စက်ကပြစ်စစ်တမ်းမှာအေးမူမမှန်တဲ့အဖွဲ့အစည်းရှိတာတတိပေးပါပြင်စင်ခိုင်းပါရှင်းတဲ့ထုတ်ခိုင်းပါပြင်စင်လို့မရအောင်တတိပေးလို့မရအောင်ကိုထင်အောင်ကိုလုပ်နေမယ်အမီဘက်စင်ချင်းခံပေးပါ ိုင်းချရမီဘပီတူညိုကိုမော်မာများအလုံးမဲ့မင်္ဂလာပါနျူးစပစ်ချန်နယ်ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရ2025ခုနှစ်မတ်လ23ရက်နေ့ကျတော့နေ့လယ်ပိုင်းနဲ့ပေါ့နော်ညနေပိုင်းတိုင်းနောက်ဆုံးရရှိထားတဲ့တော်လန်တင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူဗီဒီယိုကိုပေါ့နော်အစအဆုံးကြည့်ရှုပေးကြဖို့မိဘပီတူအလုံးကိုဖိတ်ခေါ်လိုက်ပါရပထမအဆုံးအနေနဲ့ကျတော့ခါတိုင်းလိုပဲတရင်တိုလေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးတရင်တဘောအနေနဲ့ကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်ကိုစစ်ကိုလာတဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စစ်ဘက်က အရာရှိနဲ့စစ်သား33ဦးတေဆုံးပြီးတော့မှ35အရှင်ဖမ်းမိပြီးတော့မှလက်နက်54လက်တင်းစရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်စစ်ကောင်စီတားရဲ့ပူပေါင်းစစ်ကြောင်းကိုကဲကဲ PDF ကတားခရင်တိုင်းတက်မိုတာတိုက်နဲ့ပကဖနဲ့ကတားမျိုးနဲ့ပကဖပူပေါင်းဖွဲ့တွေကနေပြီးတော့မှတိုက်ခိုက်ခဲ့လို့စစ်ကောင်စီဘက်က33ဦးတေဆုံးပြီးတော့မှ10ဦးထိခိုက်ဒဏ်ရာရှိတယ်လို့သိရတာဖြစ်ပါတယ်စစ်တုံးပိုင်းဖြစ်စစ်သား33ဦးဖမ်းဆီးရမိပြီးတော့မှတော်လိုင်းရဲပေါ်တော့မြင်းမြတ်စွာအတေပလူခရရလို့ကျတို့နောက်ထပ်တည်ရတာပေါ့နော်ဒါကတော့ကျတို့ ဒီအရင်ကကြာဖူးပြီးသားအင်းတော်ကသာလမ်းပိုက်မှာဆိုရင်စစ်ခွေးအုပ်စုလိုက်ကိုကျွန်တော်ကနေပြတော့မှစစ်ကြောင်းတစ်ခုလုံးပြုတ်ထက်သွားအောင် ချေမောနိုင်ခဲ့တာဖြစ်ပြတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာမျိုးစာဖြစ်တာဖြစ်တယ်လို့ကျွန်တော်ကနေပြတော့မှလည်းပေါ့နော်အရှင်ဖမ်းမရတယ်လည်းရှိတာဖြစ်ပါတယ်လင်းနေခဲန်းတောင်မှတနတ်အဆိုရင်54လေးတောင်မှဆိုတော့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အခုဆိုရင်ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုအလူတမ်းများများလုပ်နေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ပကိုးတိုင်းဗရောင်းမြို့နယ်အိုရှစ်ပင်မြို့နီးမှာ ANS ကောင်စီတပ်တွေတိုက်ပွဲကြီးကြပ်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။ဒီမနေ့ဆိုရင်လည်းအိုရှစ်ပင်မြို့မှာလက်နက်ကြီးတန်တွေကြားနေရတဲ့အခုတိုက်ပွဲဖြစ်နေတာကညောင်ကျိုးနဲ့ညောင်ချေတော့ကြားမှာဖြစ်နေတာအိုရှစ်ပင်မြို့ပေါ်ကနေလည်းလက်နက်ကြီးတွေတော့ shop ပစ်ကူပေးနေတယ်။ညောင်ချေတော့ဆိုတာကအိုရှစ်ပင်နဲ့ကလျက်ဆိုတာတိုက်ပွဲတွေကတဖြည်းဖြည်းကိုအရင်နီးလာနေပြီဆိုပြီးတော့မှအိုရှစ်ပင်မြို့ခံသူဝန်တွေပြန်မပြောဆိုထားပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးသိတဲ့အတိုင်းညောင်ကျိုးကတော့ ANS ပေါ်တဖို့နဲ့လက်ထဲကိုကြောက်ပြီးပြီဆိုတော့ပါနော်။ အခုဆိုရင်အောက်ရှစ်ပင်မှာရှိတဲ့ကပ္ပစာဆလင်းလေးရုံတွေကို AA နဲ့ပုံတဖို့ပုံနဲ့နေပြီးတော့မှစတင်တိုက်ခိုက်သိမ်းဖို့ကြိုးစားလာတာပဲဖြစ်ပါတယ်ကပ္ပစာဆလင်းလေးရုံတွေသာကြားတယ်ဆိုတော့မျောလိုက်တော့ဆိုတော့အရှိုက်ထိမှာဖြစ်ပြီးတော့မှကျတို့တော်လိုင်းရေကိုဒီတဲ့ပို့ပြမပါနော်အရှိန်ဝန်ကောင်းကောင်းနဲ့လဲပန်းနိုင်မှာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တဖို့အနေနဲ့ကတော့ရယဝတီတိုင်းတာပေါင်းမျိုးနဲ့တက်ဖြူရွာအနောက်ဘက်မယန်းချင်းရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ဘက်ကနေပြီးတော့မှတက်ဖြူရွာနောက်ဘက်က မြန်းချင်းရွာဘက်မှာတိုက်ပွဲတွေဖြစ်နေတော့စစ်ကောင်စီတပ်သား9ယောက်ဟာဆင်တိုက်ချင်တော့ဘဲနဲ့တေးမချောက်ပြီးတော့မှကိုလိုယုံထွက်ပြေးသွားကြတာချစ်တုံကွင်းရွာလမ်းဆောင်ရောက်တော့အဲ့မှာရှိနေတဲ့တပ်ကသူတို့ကိုပြန်ဖမ်းမိသွားတယ်တကယ်ဆိုစစ်ဥပဒေရရှေ့တန်းကထွက်ပြေးတာအေးယူရမှာဒါပေမဲ့စစ်တပ်မှာလူမရှိတော့အဲ့9ယောက်ကိုထမင်းကျွေးပြီးတော့မှခန်းစစ်ပြင်ထားတဲ့ခမရ38တပ်ကိုပို့လိုက်တယ်ဆိုပြီးတော့မှတပောင်းမျိုးမှာရှိတဲ့စစ်ကောင်စီတပ်နဲ့ပေါ့နော်နှိစက်တဲ့သူတို့ကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တပောင်းမျိုးနဲ့မှာရှိတဲ့တပောင်းလေးရွာကမွန်းချင်းကုန်းရွာနဲ့ မရန်ချင်းရွာတို့မှာဆိုရင်စကောင်စီတန်းတဲ့အာရခတ်တော်အေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရတာပဲဖြစ်ပါတယ်။ကျွန်တော်အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ဒီတိုင်းတုံးတိုင်းစစ်စင်ရဆိုအောင်မျိုးမျိုးတွေရရှိနေတယ်။တပ်ဖွဲ့ကနေပြီးတော့မှစကောင်စီတပ်ဖွဲ့ဝင်တွေရပါတော့ချာဆူများနေတဲ့အတွက်ကြောင့်မလို့တပြေးသိမ်းရှောင်မှုတွေရှိနေတာဖြစ်ပြီးတော့မှဒီအထက်ကနေပြီးတော့မှပြန်ပြေးတည်ခံတိုက်ခိုက်နေတာကိုသိရတာပဲဖြစ်ပါတယ်။အားလုံးလည်းသိတဲ့အတိုင်းရော်ဒီတိုင်းမှာဆွန်လဲပါတော့စကောင်စီကနေပြီးတော့မှစခွေးအလောင်းတွေကိုနှစ်စင်နဲ့မြမိတကြိုနေရတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြက်မှာကတော့ကိုစီရနေပြီးတော့မှကျွန်တော်ဒီတော်လိုင်းရဲ့ချိန်မြင့်နေတဲ့ချိန်မှာပီတိုတွေနဲ့ထပ်ဖို့စနစ်ကိုကောင်းကောင်းပေါ့နော်လုပ်ပေးတင်တယ်ဆိုတဲ့အကြောင်းရယ်နောက်တစ်ခုကကျတော့တော်လိုင်းရဲ့မိခံပြီးတော့မှလုံဆန်းနေကြတဲ့လူပုတ်ကိုတက်ဆိုင်ရအဖွဲ့စီတွေရှိနေတယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှတခြားလေးကျွန်တော်တို့ကိုပြောပြထားတာပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်ဘယ်သူဦးဆောင်တဲ့ဘယ်ထောက်ဖို့အဖွဲ့ပြည်သူအားလုံးမြင်သာအောင်စစ်တမ်းတွေဝင်ပေးပါကျွန်တော်တို့ကလည်းထောက်ဖို့ပါဝင်ပေးပါကျွန်တော်တို့ကလည်း ဘလို့လုပ်လဲတလတာမင်းတို့ငွေဘလောက်ရတယ်ဘလို့စီမံတယ်ဘလို့ခန့်ခွဲတယ်ဘလို့ပို့ဆောင်တယ်ဘလို့အတုံးချတယ်စက်တဲ့စစ်တမ်းတော့အေးမူမမှန်တဲ့အဖွဲ့အစည်းရှိတာလားတတိပေးပါပြင်ဆင်ခိုင်းပါရှင်းတန်းထုတ်ခိုင်းပါပြင်ဆင်လို့မရအောင်တတိပေးလို့မရအောင်ကိုထင်အောင်ကိုလုပ်နေမယ်အမီဘက်စင်ရင်ကျင်ညာပေးလိုက်ပါအင်းသူကဆုံးဖြတ်သွားတယ်ရှင်းရှင်းလေးလော်လော်လေးပါအဲ့တော့အမုန်းမခံကျင်တာလားဟိုတောင်းဝင်းမီယူကျင်တာလားမသိဘူးအဲ့လိုလောက်ရတယ်မလောက်ပဲထားတော့ကိုချိုးရှာတဲ့သူတွေပေါ်လာတယ်ကိုချိုးရှာတဲ့သူတွေပေါ်လာတော့ဘာဖြစ်တယ်ဆုံးဖြတ်မှုပါနံပါတ်1တကယ်ဘောတွေစုံပြီးလုပ်နေရတဲ့ထောက်ဖို့တွေကစိတ်သက်သာ နံပါတ်1ကိုကြီးထောက်ပံ့နေတဲ့ကျွန်တော်တို့ပြည်သူတွေကအားရင်နေဖြစ်လာတယ်အားငါပေးလိုက်တဲ့ပတ်စံဘယ်ကြောင့်လို့ရောက်မှန်းလည်းမသိဘူးပြောက်သွားတယ်ကွာမလို့ထည့်တယ်ဒီလူထည့်တယ်အကိုစီလူထည့်တယ်ငါထည့်လိုက်တဲ့ပတ်စံဘယ်ကြောင့်မှမသိဘူးသွားပြီအဲ့လူကနောက်တစ်ခါအဲ့တော်လှန်ရေးမှာနော်ပါတယ်တော်လှန်ရေးဆိုတဲ့မှာဘယ်တော့စစ်ဘေးရှောင်နေတယ်ပါအားလုံးပါလားဘာလို့ဒီတော်လှန်ရေးဆိုတော့ပြည်သူကပြည်သူကိုထောက်ပံ့တဲ့ပွဲပဲပြည်သူကပြည်သူကိုကူညီတဲ့ပွဲပဲပြည်သူကနေလက်သွဲပြီးတော့ဒီအာဏာရှင်ကိုတိုက်ထုတ်တဲ့ပွဲပဲအဲ့တော့အားလုံးကအတူတူပဲအဲ့တော့ဒီဘက်မှာရောက်နေတဲ့အဲ့တော့ပြည်သူတယောက်ကစိတ်သက်ကြွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အင်အားတွေကစိုးရိမ်သွားပြီ ဒါတွေကအရင်နှစ်နာဘာကြောင့်မလို့ထောက်ပို့ကဏ္ဍကိုဖြစ်နိုင်စနစ်တကျလေးတွားစေခြင်းနဲ့ကျွန်တော်တို့ PSC network ဆိုတဲ့စနစ်ကိုတိဆောက်ခဲ့တာဆိုတော့အဲ့ဒါလိုမျိုးဘယ်ကောင်မှခိုးလို့မရအောင်နောက်တစ်ခုကလူတူတယောက်ကိုအာကုန်ပြီးတွားလို့ရတဲ့စနစ်မပြောင်းကျွန်တော်တို့ PSC ကိုတိုတင်တိဆောက်ခဲ့တာသူများနိုင်ငံမှာနေတာဖြစ်တဲ့မတော်လို့အခုလိုမျိုးထိုင်းဆိုရအလူမခံနိုင်တော့လမ်းလေးတွေမှာကဲစနစ်မရှိဘာနဲ့တွားကြမှာကျွန်တော်တို့ဒါအင်တာနက်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေဒီကာလမှာစီးဆုံးကြပါညီညွတ်ကြပါငွေတစ်ခုတည်းရရင်တော့မလိုက်ကြပါနဲ့မင်းပါလူမျိုးပဲဖြစ်နေပါစေ မင်းနေတဲ့တိုင်းဒီမှာမင်းရဲ့အာဏာကိုစစ်တပ်ကအာဏာတိမ်းသားဆိုတော့မမေ့ပါနဲ့တချို့တွေကြတော့အလူမျိုးအတူငါတို့ဒေတာအေးဆေးပဲငါတို့ကဒါဗမာနဲ့စစ်တပ်နဲ့ဖြစ်နေငါတို့နဲ့ဖြစ်တာမဟုတ်ဘူးပြအဲ့အဲ့လိုမျိုးရှိသေးတယ်အဲ့လိုမျိုးလို့မေးချင်တာကကောင်းပြီဗမာနဲ့စစ်တပ်နဲ့ဖြစ်တယ်ဆိုရင်မြန်မာပြည်မှာစစ်တပ်ကအာဏာမတိမ်းထားတဲ့ဒေတာတနည်းအားဖြင့်ပြပါလားကြည့်အခုမွန်ပြည်နယ်မှာမွန်လူမျိုးတရားဝင်နေအိမ်ကိုအာဏာမတိမ်းတဲ့အထဲမှာပါလာရှိတယ်ရခိုင်ပြည်နယ်မှာရခိုင်လူမျိုးတရားဝင်နေအိမ်ကိုစစ်တပ်ကအာဏာမတိမ်းတဲ့ပါလာနေရရှိတယ်ဟိုအညာမှာအညာလူအညာတိုင်းတယောက်ကအိမ်ကိုစစ်တပ်အာဏာတိမ်းတဲ့အထဲမှာမပါလာရှိတယ် တတိုင်းမြေလုံးကိုအာဏာတိမ်းထားတာစစ်တပ်ကမင်းဗမာမင်းမုံမင်းရခိုင်မင်းချမ်းတို့မခွဲဘူးဟုတ်တယ်နိုင်ငံလုံးကိုအာဏာတိမ်းထားတာအားလုံးကအာဏာတိမ်းခံထားတာတိုက်ပွဲမဖြစ်တဲ့ဒေတာနဲ့တိုက်ပွဲဖြစ်နေတဲ့ဒေတာပဲကွာအားလုံးအတူတူခံစားနေရတယ်အဲ့ဒီသဘောတရားလေးကိုတီးဖို့လိုအပ်တယ်။ဒါကြောင့်မလို့ပြည်ပမှာရှိတဲ့ကျွန်တော်ဒီကိုမောင်မားတွေချင်းချင်းလေးစီလုံးပေးပါညီညွတ်ပေးပါဇတုဓာတ်တွေမစားကြပါနဲ့။ဒီကာလဟာခက်ပြက်နေတဲ့ကာလကျွန်တော်တို့တိုင်းပြည်ကတ်ဆင်းနေတဲ့ကာလပါ။တော့ဒါပေါ်တဲ့ကာလမဟုတ်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်အချင်းချင်း မကူညီနိုင်အောင်မှအချင်းချင်းပေါ်မယုံမှမိကြစေနဲ့တယောက်ကိုတယောက်မကူညီနိုင်ဘာမှပြဿနာမရှိဘူးမင်းနဲ့မင်းလို့မင်းလို့ငါနဲ့ငါလို့လို့မင်းတော့ခရောက်နေငါမကူညီနိုင်ဘူးကရတယ်ပြဿနာမရှိဘူး no problem ဟုတ်တယ်တော့ဒါပေမဲ့လို့တယောက်ကိုတယောက်တော့ဟုတ်တယ်မှာပလိတ်နဲ့ပေါင်းတယ်ပြီးလို့ရှိရင်ကိုယ်နိုင်ငံသားချင်းချင်းပြန်ဒုက္ခပေးတယ်ဘယ်လိုလုပ်ရမျိုးတွေတော့တောင်းပန်ပါလေဒီကာလလေးကိုမလုပ်ကြပါနဲ့အဲ့လိုဘာဖြစ်လို့လဲကျွန်တော်တို့တိုင်းပြည်ကတ်ဆင်းနေတဲ့ကာလပါကဲဒီမှာကိုစီပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းရဲ့ချိန်မြင့်နေတဲ့အချိန်မှာ ီတူအလုံးပူပေါင်းပြီးတော့မှပေါင်ရမယ့်အချိန်ပဲဖြစ်ပါတယ်အခုဆိုရင်ပြည်ပမှာရောက်နေတဲ့လူတွေကနေပြီးတော့မှလည်းပေါ့နော်ဒီလိုမျိုးငါခိုးမတကောင်ကြောင့်တေလီလုံးပွဲတဲ့ဖြစ်မျိုးတွေကြုံနေရတာပြီးတော့မှသူတို့ကလည်းပေါ့နော်စေတကြစင်မှုတွေရှိနေတယ်လို့ကျွန်တော်သိရပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီတော်လိုင်းရဲ့မြေခံပြီးတော့မှလိုစားတဲ့ဖွဲ့တွေရဲ့စစ်တောင်းအတေချာလေးမထုတ်ပြန်နဲ့ပေါ့နော်ဖွဲ့စည်းတချို့တွေကြောင့်ဒီလိုမျိုးဖြစ်နေရတယ်ဆိုတာကိုကျွန်တော်တွေနဲ့သိချာသိဖို့လိုတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကလည်းပြည်သူတွေကိုထောက်ပို့စနစ်လုပ်မယ်ဆိုရင်လည်းပေါ့နော်။တေချာလေးကိုကကနနနဲ့ တင်ပြတင်တာပြပြမှာဒီတော်လိုင်းမှာကျွန်တော်တွေနဲ့အားလုံးသူကဝိုင်းဝန်းပြတော့မှာပေါ့နော်စူးစမ်းရမယ့်ချိန်ပဲဖြစ်ပါတယ်စကောင်စီအနေနဲ့ဒီလိုမျိုးဆက်လက်ပြတော့မှာလုပ်နိုင်ဦးမယ်ဆိုတော့ပြည်သူတွေနဲ့ကျွန်တော်တို့ပေါ့နော်ဒီစကောင်စီရဲ့ပြည်သူများလူချင်းခါမှာပြတော့မှာဒီတော်လိုင်းရဆိုလက်ရှိချက်မှာမလို့အားလုံးဝိုင်းဝန်းတက်ထွေရမယ့်ချိန်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသူပေါ်အနေနဲ့ပေါ့နော်မြောင်းလိုက်တို့စစ်တပ်ကိုကျွန်တော်တွေနဲ့ဘာကြောင့်အလီမြန်ဆုံးအနေနဲ့ဖြိုချတင်နေပြီလဲဆိုတာကိုတက်တက်ပြနေတဲ့သတင်းတပိုလ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါလေးစစ်ကြည့်လိုက်ရအောင်နော် အကျန်းဖတ်မင်းအွန်လိုင်းရဲ့တအောင်ပြည့်စုံရဲ့ share တွေပါဝင်ထားတယ် YHI အောင်မြန်မာ company ကိုသူ့ရဲ့လူယုံမမောင်းနိုင်ဆိုတဲ့သူကဥဆောင်ပြီးဂျပန်ဥရောပအမှတ်တစိကားတာယာနဲ့ engine wine series တင်သွင်းခွင့်ကိုသူတို့ပဲရယူသွားပြန်တယ်လို့ရန်ကုန်အခြေစိုက်စီးပွားရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာတော့အကျန်းဖတ်စကောင်းဆောင်မင်းအွန်လိုင်းခေါင်းဆောင်နဲ့စစ်တဟာနိုင်ငံတော်စီရင်မှာတော့အကြီးအကျယ်ရှုံးနေနေပြီးနေမြေတွေပါအမြောက်မြလက်လွတ်ထားရတဲ့အချိန်သူတို့စစ်တကထိန်းချုပ်လို့ရနေသေးတဲ့မြို့ကြီးတွေမှာတော့ ်မင်းအောင်ရဲ့သားနဲ့သမီးဖြစ်တဲ့သူတို့ဟာစီးပွားရေးလုပ်ငန်းများစွာကိုသူတို့ကပဲအပိုင်သိမ်းလော်ဝကြီးအုပ်ပြီးလုတ်ကင်နေကြတယ်ဆိုပါတယ်အခုလက်ရှိမင်းအောင်ရဲ့သားအောင်ပြေစုံရဲ့လူယုံဖြစ်တဲ့မောင်မောင်နိုင်ဆိုတဲ့သူဟာအောင်ပြေစုံပိုင်ဆိုင်တဲ့ Skywan Construction အပါဝင်သူတို့အပိုင်သိမ်းထားတဲ့စီးပွားရေးလုပ်ငန်းများစွာကိုကြီးကြပ်ကုတ်ကဲနေပြီအခုတခါနမေကျော်ကားတိုင်ယာနဲ့စက်သုံးစီတင်သွင်းနေတဲ့ YHI အောင်မြန်မာကုမ္ပဏီအမည်နဲ့ပါထပ်ပြီးကားလောကရဲ့တိုင်ယာနဲ့အင်ဂျင်ဝိုင်းဈေးကွက်ကိုလော်ဝဲကြီးအုပ်လုတ်ကင်လာပြန်တာဖြစ်တယ်လို့ ရန်ကုန်ခြေဆိုင်စီးပွားရေးသတင်းရှင်းမင်းကပြောထားပါတယ်။တစ်ဖက်မှာတော့အနောက်နိုင်ငံတွေကမင်းအွန်လိုင်းရဲ့တာအောင်ပြေစုံရဲ့လုပ်ငန်းတချို့ကိုစီးပွားရေးပိတ်ဆို့ထားပေမဲ့သူတို့ဟာတခြားကုမ္ပဏီနမည်မျိုးစုံပြောင်းပြီးအဲ့ဒီအောင်ပြေစုံရဲ့လူယုံမောင်မောင်နိုင်ဆိုတဲ့သူကရှေ့ထွက်လုပ်နေတာဖြစ်လို့အခုတခါလဲမင်းအွန်လိုင်းရဲ့တာအောင်ပြေစုံရဲ့ရှယ်ယာတွေပါဝင်ထားတဲ့ WHI အောင်မြင်မာကုမ္ပဏီကိုသူရဲ့လူယုံမောင်မောင်နိုင်ဆိုတဲ့သူကပဲဦးဆောင်ပြီးဂျပန်ဥရောပအမှတ်တံဆိပ်ကာတာယာနဲ့အင်ဂျင် WC တွေတင်သွင်းခွင့်ကို သူတို့ပဲရယူသွားပြန်တာဖြစ်တယ်လို့ရန်ကုန်ခြေစိုက်စီးပွားရေးသတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာဒါတော့ကျွန်တော်ပေါ့နော်ဒီတော်လည်းမအောင်မြင်မှုဆိုရင်တော့ပြည်သူတွေဘယ်လောက်ထိဒုက္ခရောက်နိုင်လဲဆိုတာကိုအခုဆိုခါစားသိမြင်လာရတာပဲဖြစ်ပါတယ်မြောက်လိုင်းတို့တာဖားရဲပြီးတော့မှသူတို့မိသားစုတွေကလည်းပြီးတော့မှပေါ့နော်မြန်မာနိုင်ငံထဲမှာရှိတဲ့စီးပွားရေးလောကကိုလိုအပ်ကြီးအုံနေတာပြီးတော့မှကျွန်တော်ပြည်သူတွေကတော့သူတို့ရဲ့ဒီလိုမျိုးပေါ့နော်လို့သမီးကိုခံရရတယ်ဆိုတော့အလုံးဝမထူးဆန်းတော့တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကလည်းပြီးတော့မှ ဒီတော်လိုင်းရေးဘာကြောင့်အောင်မြင်ဖို့လိုနေလဲဆိုတာကိုအားလုံးဝင်ဝင်ပြောဆိုနေကြတာဖြစ်ပြီးတော့မှ2025ခုနှစ်ထဲမှာမြောက်လာတဲ့အဆုကိုအားလုံးပေါ့နော်ဟုဆိုရင်ဖြိုးချနိုင်ဖို့အတွက်စူးစမ်းနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုတ်အနေနဲ့ပူတူမနေပြီးတော့မှကျွန်တော်တော်လိုင်းရေးဘော်တွေကိုဘယ်လိုမျိုးအားချောင်ပြီးတော့မှပေါ့နော်ပေါ့လို့ပဲဆက်ပြောထားလဲဆိုတာတစ်ချက်လောက်ချိလိုက်ရအောင်ခင်ဗျားတို့ကိုယ်တိုင်ကအမေရိကန်ဒီဝင်းစစ်ပါလို့ပြောကြနေဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ကလွတ်လပ်တဲ့သတင်းသမားစိတ်ရလားဆိုတာနိုင်ငံရေးအာမခံချက်ပေးနိုင်မှာဒီလိုစကားမျိုးပြောတဲ့ နော်ဟုတ်ပြီဆိုတော့တို့ဘာကြောင့်ဒီအာဂတနေပညာနဲ့ပြောလဲဆိုလို့ရှိရင်လက်ရှိမှာကျမတို့မြန်မာပရက်ရှာခဏနေပူးထွေးပြီးတော့နော်ဂျိုတုကနေပြီးတော့ဂျိုတုကနေပြီးတော့ဓာတ်ပုံတွေတင်းချက်လက်တွေရယူပြီးနှစ်နိုင်နဲ့အချင်းချင်းညဝင်နေဂျိုတုကရရှိတဲ့တင်းချက်လက်တွေနေပညာတွေစည်ရေးချက်လက်တွေအကုန်လုံးကိုညဝင်ပြီးတော့အာဂတနေပညာနဲ့စူးစမ်းလေ့လာရင်း ဌာနကျွန်တော်တို့မြန်မာနိုင်ငံမှာဖွင့်လှစ်မယ်ဆိုတော့အာဂါဒနီးပညာနဲ့စူးစမ်းဂျိုးတုနီးပညာပေါ့နော်အာဂါဒစူးစမ်းလေးလာရေးနဲ့ဂျိုးတုနီးပညာကိုငြိမ်းချမ်းစွာအသုံးချဖို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံနှစ်နိုင်ငံသဘောတူညီမှုရရှိပြီးပြီဖြစ်တဲ့အတွက်အဲ့ဒီအပေါ်မှာအိမ်မရတဲ့စိတ်တရားကြီးညားနေကြတာဖြစ်တယ်ဟမ်ကျောပြည်ဖက်မိသားတွေကိုတို့အားပေးနေတဲ့ဂျမ်းဖက်သမားတွေကိုယ်တိုင်ကကအာကာသညီးပညာနဲ့တို့တွေကိုထောက်လှမ်းလို့ရှိရင်ဒီဒုဒုကနေထောက်လှမ်းလို့ရှိရင်တို့ဘဝကတောင်မြေမှာလှုပ်တဲ့ခွေးတွေကိုဖြစ်တယ်မှာသိတဲ့အတွက်အိတ်မရတဲ့စိတ်ကြရရရပြီးဥလာဝင်ကြတယ်လို့ပဲ လို့ရှိရှင်ပြောချင်တယ်ဆိုတော့ပြည်တွင်းဆက်လို့ပြောချင်တယ်ဆိုရင်ခမားတို့အဖေခေါ်နေတဲ့အဖေတရက်တွေရဲ့နောက်မှာ EO ရဲ့နောက်မှာခြားတော့ပြည်ပနိုင်ငံကြီးရဲ့နိုင်ငံကြီးအော်လာနိုင်ငံကြီးအရာဘေးပါဘူးလို့အာမခံချက်ပေးနိုင်လားဒါမှမေးမယ်အဲ့ဒီသတင်းသမားကိုဆိုတဲ့လူတွေကိုယ်တိုင်ကပြည်ပနိုင်ငံကြီးရဲ့ငွေဝဲချော်လက်ကင်တော့မဟုတ်ပါဘူးလို့အာမခံရတဲ့အဒီနဲ့ချက်ကိုပြီးတယ်ဒီနဲ့ချက်ကိုခမားတို့ဖြေးနိုင်တယ်ဆိုရင်တော့ပြည်တွင်းဆက်လို့ကျွန်မယုံပေးလိုက်မယ်နောက်ထပ်ကြောင်းရတစ်ခုအဲ့ဒါပါလဲဆိုတော့မင်းကလည်းမှုကိုရေးပါတွေ့ရတယ်တရားရင်ကနေပြီးတော့ကိုယ်တိုင်ဝင်တိုက်တော့လေ ဘူးမတိပါမတိနဲ့နေပေါ်နေပိတ်တွေကအမှန်တကယ်ထင်ပြီးပြောနေကြတယ်။ဟာ KIA ကနေပြီးတော့ကိုပဲဝင်တိုက်တော့မယ်ပေါ့။ကျွန်တော် KIA နဲ့ပတ်သက်လို့တတင်းတွေစုံရဲကြည့်တဲ့အခါမှာမနေ့မက်ချ်လာ20ရက်နေ့ကကိုခိုင်မြို့နယ်မှာရှိတဲ့ KIA စခန်းကို TNL ပလောင်နေကအင်အား200နဲ့ဝင်ရောက်စီးနေပြီးတော့အဲ့ဒီ KIA စခန်းကိုပလောင်နေကဝင်သိမ်းပြီးတော့ KIA တွေအကုန်လုံးကားပေါ်တင်ပြီးမြို့ပြင်မှာခွေးမောင်းစလုံးတောင်းချလိုက်ရှင်းပါလေပဲဒီရှမ်းတော့ခွဲပါဆိုလို့ရှိရင် KIA စခန်းတွေကိုပလောင်လေးကတစ်ခုပြီးတစ်ခုသိမ့်နေတယ်။ဒါကဘာလို့ပြလဲဆိုတော့ KIA တွေဒီအမော်မှာ ကချင်နေကိအားရည်ရေပေါ်မှာအယုတ်ဆွဲပြရတော့တဲ့အချိန်အယုတ်လေးပြရတော့တဲ့အချိန်မျိုးတုံးပျောက်ကွယ်အလောင်းချင်းထက်ပြီးသေချင်းစိုးနဲ့ပိန်နေတဲ့အတွက်နောက်တန်းမှာကြံခဲ့နေတဲ့သူတို့စကိုင်းတွေကိုသူတို့ကိုယ်ကအကာအကွယ်မပေးနိုင်လို့ပလောင်ကအตาလေးဝင်သိမ့်နေလဲဆိုတာကိုတွေ့ရလိမ့်မယ်။ဒါကြင်အဲ့ဒီပလောင်လေးကပဲနော်အလုံးစီတဲ့အတိုင်းပဲအညာတို့ဘိုင်းငိုတဲ့မှာပျာလီပျာလီဆွပေးတဲ့အခါသူတို့ဒီအညာတို့ဘိုင်းကတိရစ္ဆာန်ခန်းဒီမှာသူတို့ပြီးပြတ်သွားတယ်ပေါ့နော်။ အဲ့ဒီလိုပဲဇကိုင်းကလည်းဗတ်တဲ့တင်ဆိုင်ဇကိုင်းတိုင်းဖြစ်နေတဲ့ခါကျတော့အဲ့ဒီမှာတို့တွေပြင်းစရာအမြင်မရှိတဲ့အတွက်ဇကိုင်းကဗတ်တဲ့ဆယ်ရောက်ပြီရှမ်းတော့ကကုတ်ခိုင်မှာလာတယ်လက်နဲ့လာဝင်တဲ့ကုတ်ခိုင်မှာအဲ့ဒီမှာ66ရင်းတွေကဇကိုင်းဗတ်တဲ့ဆယ်ရောက်ရှမ်းမြောက်ကုတ်ခိုင်ကိုလက်နဲ့လာဝင်တယ်တို့ရှင်ကနေပြီးတော့ပတ်စံ3000နဲ့ထောက်3000နဲ့50ပါတယ်အဲ့ဒီပတ်စံ3000ကိုပလောင်ကြီးကဗတ်တဲ့တွေရှင်ကပတ်စံ3000ကိုတင်လိုက်ပြီးတော့တို့တို့ပြန်ထွက်လိုက်တယ် ုသမရာဒီလိုမျိုးပါနော်ပေါက်ပန်းလေးစက်တွေချက်ပြထားတာပြပါကျွန်တော်တော်လိုင်းတဖွဲ့ဝင်ကြီးကြတဲ့မှာစဝမ်းကုမှုတွေဖြစ်အောင်ပြောဆိုနေတာဖြစ်တယ်ကျွန်တော်အားလုံးလည်းသိတဲ့အတိုင်းတို့အနေနဲ့ခုချိန်မှာတော့တော်တော်လေးကိုစည်ရဲကြီးကြက်ရှုံးနေနေတာမဟုတ်လို့ပါနော်ကျွန်တော်စူးစီးညီညာတဲ့တော်လိုင်းတဖွဲ့ဝင်တွေကိုဒီလိုမျိုးထုံးနေတက်ခိုင်းနေတာဖြစ်ပြီးတော့မှဒီတော်လိုင်းရေးမှာတို့အနေနဲ့ပေါ့နော်ဖြိုခွဲခြင်းနဲ့စိတ်တစ်ခုတည်းနဲ့အခုလိုမျိုး warfare ပြောဆိုနေကြတာကိုတွေ့ရပဲဖြစ်ပါတယ်သူပြောတဲ့ပုံစံရတော့မြောက်လန်ဒိုအစုကနေပြီးတော့မှရုရှားကိုမြန်မာပြည်ထဲမှာချီးရတယ်ပေါ့နော် တရင်ချက်လက်တွေကိုရောင်းစားပြီးတော့မှသူတို့ကိုကြိုးတက်အုံပြုမယ်ဆိုလိုမှပြောထားတာဖြစ်တယ်လို့ကျွန်တော်တို့ဟူတလို့ဖြစ်ပေါ်နေတယ်ပေါ့နော်။ကယ်ရင်နဲ့ TNL ရဲ့နေမြေရညင်းပေါင်းမှုပြဿနာနဲ့ပတ်သက်ပြီးတော့မှလည်းမိမောင်းထုတ်ပြောဆိုသွားတာကိုကျွန်တော်တို့ကြည့်ရပဲဖြစ်ပါတယ်။ဒါကကျွန်တော်တို့ဒီတော်လိုင်းရင်မှာဒီစစ်ခွေးပေါ်မှလော်ဘီတိုက်ရပေါ့နော်။အချိုက်တွေ့ပြောစကားတွေဖြစ်လာတာပြီးတော့မှကျွန်တော်တို့အနေနဲ့တီချာလေးကိုအချိပိုင်းကောင်းဆောင်တွေနဲ့ပြင်ဆင်ရမယ့်အချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပသားစခွေးတကောင်အနေနဲ့ပြမမြောင်းလိုင်းတို့အစုကနေပြမပါနော်။ လေးချောင်းကနေဘီသူတွေကိုဘုံကျဲမှုမရှိဘူးဆိုပြီးမှပေါ့နော်ထင်အောင်ထင်မှပြောဆိုထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲမြန်မာတပ်မတော်ကဟာလားလေးနဲ့ဘုံကျဲလို့ပေါ့ကွာနော်ပြည်သူ10ဦးတည်တယ်9ဦးတည်တယ်2ယောက်တည်တယ်နော်ဟာလားပြည်သူအယတားတွေတည်တယ်ဆိုတဲ့ဟာတွေပဲပြောနေတဲ့ဟာနဲ့ပတ်သက်ပြီးမှအခုလိုမိတ်ဆက်ပေးချင်ပါတယ်နော်ဟုတ်ပါတယ်နော်ကိုယ်လည်းတလောက်ပြောရမယ်ဆိုပေါ့နော်အခုမြန်မာတပ်မတော်ကလေးနဲ့ဘုံကျဲတယ်ဆိုတဲ့ဟာကကိုလစ်လာတလောက်ပေါ့နော်ဟာလား အခုရှစ်တားစီမည်ပြီမှာပေါ့နော်ဒါကော်မန်ဒါပေါ့အတိကတော့တိုက်ရင်မူခုနလိုပေါ့ဒုတိယဘူမူကြီးအစ်စ်ကနဲ့စပြီးမှဟာလာဒါပြောမယ်ဆိုတော့ဘေးနေရာမှာကဟာလာရန်သူတွေလှောက်ရှားနေတယ်ဘေးနေရာမှာစိုးဖွဲ့နေတယ်ဆိုတဲ့အမပညာပေါ့မြေပူညိုးကိုဟာလာအနည်းဆုံးတိုက်ရင်မူတို့ဗျူဟာမူတို့တတ်မှတ်မူတို့ကဟာလာခုနလိုပေါ့လေပိုက်လောက်တင်နေသူရဲ့စိတ်ကဲစိတ်ကဲချိတ်ဆက်ပြီးမှဟာလာရာတီစုဖွဲ့ရာတူတွေစုဖွဲ့တဲ့နေရာလှောက်ရှားတဲ့နေရာပဲလေကြဲတယ်ဆိုတာကို တိတယ်ဗောနော်အဲ့လိုပဲသွားနေတာဟုတ်တယ်ဟုတ်လားဗလိုင်းရအရကားရှိတဲ့နေရာတွေမကျေဘူးနော်ဒီလေးတလုံးရဘုံကျဲရတန်ဘိုးကလည်းဘုံတလုံးရတန်ဘိုးကလည်းတိန်တိန်ကနာရကနာတန်တာဗောနော်ပြည်သူတွေအရသာပြည်သူတွေကျေးစရာအကြောင်းကိုမရှိတာနော်ဟုတ်လားတခုတော့ရှိတာဗောနော်ခွေစကားပြောနေရတာနော်ဒီရှားတဲ့နေရာမှာတို့ရာသူဆုတ်ဖွဲ့တဲ့နေရာမှာတော့ကိုအရသာတွေအဲ့မှာခုနလိုဗောနေနေမေဘူးဆူရီတော့ဟုတ်လားထိခိုက်နေတယ်တိတ်ဆိုးနေတာလည်းရှိတာဗောဒါမှမဟုတ်ခုလိုဗောမီဒီယာကပြောတယ်လို့ဗောနော်ပြည်ပနိုင်ငံကမီဒီယာပြောတယ်လို့ဗောနော်ဟုတ်လားပြည်သူတွေက တေးဆရာလည်းအကြောင်းမရှိဘူးပြီးသူဒီထိဆရာလည်းအကြောင်းမရှိဘူးเนาะဟုတ်လားပုံဆိုတာတေချာတိကျတဲ့နေရာမပတ်ညပြပြီးမှဟုတ်လားဒါတိုက်ရင်မိုးအစီအထက်အကြီးကြီးတွေကအကွန်ပျူတာပိုက်လို့တူချိတ်ဆက်ပြီးမှဗုံးကျဲတယ်လို့ကကိုကတိရတာပေါ့နော်အဲအကြောင်းခုနလိုပေါ့ပြည်ပနိုင်ငံမှာချေဆက်တဲ့မီဒီယာတော်များများကမြန်မာသမ္မတော်ကဗုံးကျဲလို့ပြည်သူဘလောက်တည်ပါတယ်ရတဘလောက်တည်တာဆိုတော့ယုံကြည်စရာကိုမရှိတာနော်လိုအပ်မယုံနဲ့နော်ဒီကောင်ကတော့အခုချိန်ထိပေါ့နော်ဒီလိုမျိုးပေါ့လို့ပက်ဆာတွေပြောထားတာပြမပီတိုတွေကကျွန်တော်တို့ဒီစကောင်စီရဲ့ ဒီမတရားပေါ့နော်ဘုံချက်ချင်းကနေပြီးတော့မှလုံးဝမလုပ်ဘူးဆိုတဲ့ပုံစံမျိုးပြောဆိုထားတာပဲဖြစ်ပါတယ်တကယ်တမ်းကျွန်တော်တို့တွေးကြည့်မယ်ဆိုတော့ဒီကောင်တွေကပေါ့နော်အရှိမရှိပဲနဲ့ဒီလိုမျိုးကျွန်တော်တို့မြို့ဝပြည်သူတွေကိုဝါရဖျက်မိုင်းတိုက်ပြီးတော့မှပြောဆိုနေကြတဲ့ပြုံးမှဒီစစ်ခွေးတတရဆွန်လဲပေါ့နော်ဒီစစ်ဘေးရှောင်တွေရှိတဲ့စခန်းတွေကိုတို့ရနေပြီးတော့မှတမင်တက်တက်တိလင်းနဲ့ကိုဘုံချက်ချနေတာတွေကျွန်တော်တို့စစ်တိုက်ဆိုသလိုတွေးနေရတာပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကတော့ပေါ့နော်လူဝဲစကောင်စီတပ္ပတာတွေရဲ့ဝါရဖင်ပြောဆိုမှုတွေကိုအခုဆိုရင်တရှိနားလည်တာဖြစ်ပြီးတော့ ကျွန်တော်ဒီဒေါ်လာရေးမှာဆိုရင်မြောက်အနေနဲ့တို့အစုရဲ့ပေါ့နော်ယူမာမှုတွေကိုတွေးရတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြည်မာနိုင်ငံကဖွဲ့စည်းတွေရဲ့ဒီအရေးယူတန်းခမှုတွေရှိတယ်ဖြစ်စေမရှိတယ်ဖြစ်စေပေါ့နော်ကျွန်တော်လည်းဒီဒေါ်လာရေးမှာတော့အလုံးဝိုင်းဝန်းပြီးတော့မှစူပောင်းညင်ညာဆိုတဲ့တိုက်ထုတ်ရမယ့်အချိန်ပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ပေါ့နော်မြို့ဆိုနဲ့အပေါင်းပါတကောင်ဝါနေပြီးတော့မှမြန်မာလိုက်တော့အစုကနေပြတော့မှစီရီယမ်ဆရာဝန်တွေကိုပြန်လည်ဖိတ်ခေါ်တယ်ဆိုတော့ပေါ့နော်တရင်ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးမျိုးလုံးမျိုးဆက်ပြောထားလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ခေါင်းစဉ်လေးတစ်ခုပြောအောင်ဗျာမနေ့ကစပြီးတော့ hot နေတဲ့ခေါင်းစဉ်လေးပေါ့ CDN ဆရာဝန်တွေကပြန်ပြီးတော့လှုပ်လှုပ်ခြင်းနဲ့ဆိုပြီးတော့တနာခံစာတင်နေလို့ကြားတယ်အဲ့ဒါကိုဒီဘက်ကလူတွေကလည်းလက်မခံပြည်ခြင်းဘူးလက်ခံခြင်းနဲ့အတိုင်းဝန်လည်းလက်ခံစေခြင်းအဲ့ဒီပုံမှာခမရပါမြင်တယ်ကျွန်တော်အမြင်တွေကတော့အားကြီးပြောခဲ့ပြီးပါပြီဟုတ်ဒါပေမဲ့မေးရတယ်ထပ်ပြောရတော့ပဲပြောရရင်တော့ဆောက်ရှက်မရှိတဲ့လူနဲ့စောက်မဲ့မရှိတဲ့လူလာတွေ့နေဟုတ်ကဲ့ဗျဆရာဝန်ဆိုတဲ့လူကသူတို့ယုံကြည်ခြင်းနဲ့သူတို့ CDN ထုတ်သွားတယ် အလူနာရီသေးသေးကြီးကြီးဟုတ်ဟုတ်လားဆရာဝန်တွေရဲ့ဟိုဘယ်လိုပြောမလဲပြတ်ထန်းချက်တွေတော့မှပြစ်တယ်ပြီးတော့သူတို့စွန့်ပါပါဟုတ်ကဲ့ဒီသူတွေပေါ်မှာရက်သက်သွားတာဟုတ်ကဲ့ကာလာလည်းနေတော့မဟုတ်ပြာလေးနဲ့ကျော်သွားပြီဟုတ်ကဲ့အခုတောင်မှဘာလို့ပြောင်းဝင်နေလဲဟုတ်ကဲ့ဒူးဒူးသားသားအမအိုပြီလို့ပြောင်းဝင်နေတာလဲဒူရီမိုဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီအနေထားနေကြသူတို့ဘက်ကအခြေအနေမလာတော့ဘူးသိလို့ပြန်ပြီးတော့ဘက်ကူးလာတာဒါတွေကကျွန်တော်တို့ကအများကြီးစဉ်းစားဆော့ပေါ်နှကောင်အဲမှာတွေ့တာပဲနော်စိတ်ချယုံကြည်ရဟုတ်ကဲ့ဗျာ ဒါကျွန်တော်ကခုအနေထားကနတ်ဆက်ကအနေနဲ့လက်ခံတယ်လို့အဖြေမထွက်သေးပါဘူး။ဟုတ်ကဲ့စဉ်းစားသေးပါဟုတ်ကဲ့ပါလက်ခံပြီးလို့ရှိရင်တော့တက်ပြီးမေးရမှာပဲဒီသူတွေတန်းတန်းနဲ့ပြီးနေတာအားမရသေးလို့အဲ့နဲ့ပြီးအောင်ထပ်လုပ်တာလားမေးပါကျွန်တော်ဟုတ်အားမရတဲ့မေးပါဒါပေမဲ့ဒီမျိုးကဒီချိန်ကတော့မလို့အသေးဘူးလက်ခံရင်တော့ကျွန်တော်တို့မေးရမှာဟုတ် ျွန်တော်ဖတ်ဘူးတာကတော့ဗျာအကြမ်းမင်းပြောရရင်ဆရာဝန်ဆိုတဲ့လူသားသားတို့ဘွဲယူနေတဲ့အချိန်မှာတစ္ဆာဆိုကြရန်သူပင်ဖြစ်လေကစားမှန်ပါတယ်ဗျာတို့ဆေးကုပေးရမယ်ဆိုတဲ့အားလေးရှိတယ်ဗျာမှန်ပါဘူးအဲ့တော့ကျွန်တော်သိရသလောက်ကကိုဗစ်တက်ဝေးမှာဆိုရင်တက်ဝေးကြောင့်ပေရတဲ့လူနာအရေးအတွက်တဲ့ဆာရင်ဆရာဝန်မရှိလို့ပေသွားတဲ့လူနာအရေးအတွက်ကများတယ်ကိုကြားတယ်မှန်ပါတယ်ဘာလို့လူနာတွေကကုသမှုခံယူနေရလို့ရှင်စိတ်ကကအများကြီးတက်ကြွတယ်ဟုတ်ကဲ့ဗျာကုသမှုမခံယူရတဲ့အတွက်စိတ်ဆင်းရဲကိုဆင်းရဲဖြစ်ပြီးတော့စိတ်ကြပြီးတော့ သေးကုန်ရတယ်ဆိုအများကြီးလားဟုတ်ကဲ့ဒါကကျွန်တော်တို့ကတည်းကကိုဗစ်တစ်ခုပဲကြည့်နေလို့ကိုဝင်သေးဒီကလေးတငယ်ဒီအရေးပေါ်ဖြစ်နေတဲ့လူနာတွေအားလုံးနေပါတဲ့ဆုံးရှုံးခဲ့ရတာဒီဆရာဝန်တွေရဲ့ရက်ဆက်ရုံးမှာမှုကြောင့်လို့ကျွန်တော်တို့ပြင်းပြနေတယ်ပြောရမှာဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်လည်းအပြည့်ကထောက်ခံပါဆောခင်ဗျားပြောတော့တဲ့အထက်မှာကိုမောက်ကိုတိလို့လားနိုင်ငံရေးအခြေအနေကြောင့်လားအမောက်ကိုတိတာတော့မဖြစ်နိုင်ဘူးကြာဘာကြောင့်အမောက်ကိုတိမယ်ဆိုရင်တို့ပညာတတ်လူတန်းစားဖြစ်တဲ့အတွက် ်အမဆိုတော့3လတွင်လည်းသိနိုင်တယ်6လတွင်လည်းသိနိုင်တယ်ပြီးကြတာပေါ့သိနိုင်တယ်ဗျာပြီးကြတာပေါ့ဗျာ၄နှစ်လောက်ထိစောင့်နေရမလို့ပါဘူးမလို့ပါဘူးဒီအချိန်ကြီးရောက်မှပြန်ပြီးတော့လုံးလုံးပေးရစီလို့အတနာခံပြီးပြန်ဝင်လာတာဟာနိုင်ငံရေးအခြေအနေကြောင့်ပါကျွန်တော်ကတုံ့ပြန်ပါတယ်ကျွန်တော်ဒီပြည်သူတွေပေါ်ကိုလူနာတွေပေါ်ကိုတိုင်းပြည်ပေါ်ကိုအစိုးရပေါ်ကိုရုပ်ရုပ်ပတ်မှမိုက်မှရိုင်းရိုင်းတုတ်သွားတဲ့ဒီလူတန်းသားတွေကိုပြန်လက်ခံလိုက်ရင်ငကိုတွေကတိုင်းပြည်ပေါ်မှာလူနာတွေပေါ်မှာပြည်သူတွေပေါ်မှာတစ္ဆာရှိသွားနေခဲ့ကြတဲ့ ်ဆေးဝင်တဲ့လောကမှာရှိတဲ့ဆံဝင်တွေရှောင်းသားတွေနတ်စီသူတို့တွေအတွက်လည်းအနေနဲ့တော့မကင်းဘူးလို့ကျွန်တော်ထင်တယ်ဗျညီနကောင်ကတော့ဗောနော်ကျွန်တော်တို့မိဘပြည်သူတွေကိုဒီလိုမျိုး follow ပဲစားရပြောတော့တာဖြစ်ပြီးတော့မှ CRM ဆရာဝန်တွေအားဆိုရင်တိုင်းပြည်နယ်လိုမျိုးပုံမှာ channel ပြီးတော့မှခုချိန်ကျမှမြောက်လိုက်တို့စစ်ကောင်စီထားမှာပြန်လည်အမှုထမ်းလို့တဲ့ဆိုတော့ပေါ့နော်ပုံစံမျိုးပြောဆိုထားတာဖြစ်ပါတယ်ကျတို့ဘက်ကနေပြည်မစစ်ကောင်စီအနေနဲ့အခုဆိုရင်ဆရာဝန်တွေပုံမှာဆလေးရုပ်မှနေကြတာပြည်မသူတို့ရဲ့ဆရာဝန်လက်မှတ်တွေကိုလည်းတင်စစ်တာတွေ မထုတ်ပေးဘဲနဲ့ပေါ့နော်နိုင်ငံကိုလည်းမတောင်းမှမလုပ်ပေးဘူးလို့ကျွန်တော်ကြားသိရတာမျိုးတွေရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့လူမျိုးပြည်သူတွေကနေပြီးတော့မှအဲ့လိုမျိုးပြောတယ်ဆိုတာတော့ပေါ့နော်ယူမတတရားရှိဖို့ဖြစ်နေတာဖြစ်ပေမယ့်စစ်ခွေးတတရားတော့ကျွန်တော်ဒီစီရီယမ်ဆရာဝန်တွေကြောက်ပြည်သူတွေများစွာတက်ဆုံရှုံခဲ့ရတယ်ဆိုတဲ့ပုံစံမျိုးကိုမိမောင်းထုတ်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မှလည်းမြို့ပပြည်သူတွေရဲ့အမြင်တွေကိုခြိုက်ပေးခဲ့ချက်ကျွန်တော်ဒီနေရာကနေတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေခင်မတစ်ဖြတ်ဗီဒီယိုကိုဒီနေရာမှာပဲစုံစမ်းချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအားလုံး စိတ်ချမ်းသာကိုယ်ကျမှချင်တဲ့ပြည့်စုံပြီးတော့မှမြောက်နိုင်မေးပေးတာနဲ့ကြွေးကြပါစေလို့ကျွန်တော်ဒီနေရာကနေစုမကောင်းတောင်းပေးလိုက်ပါတယ်